ဒီကနေ့မှာတော့ data ရင်းနိုင်ငံရေးမှာအရေးကြီးဆုံးနဲ့အထူးခိုင်မခံနိုင်ဆုံးအခြေအနေတစ်ခုကိုအသေးစိတ်ဖော်ထုတ်ဆွေးနွေးတင်ပြပေးသွားပါမယ်။အဲဒါကတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံသားကတင်းမာမှုတွေက တန်တမန်ရေးအစင်းကနေစီရေးပြိပခအသွင်ကိုပြင်းထန်စွာကူးပြောင်းသွားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။မနေ့ညကပဲအာဖဂန်နစ္စတန်နိုင်ငံမြို့တော်ကဘူးအပါအဝင်တချို့နေရာတွေကိုပါကစ္စတန်ဘက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လိုက်ပါပြီ။ဒီတိုက်ခိုက်မှုတွေကရုတ်တရက်အကြောင်းပဲဖြစ်ပေါ်လာခဲ့တာတော့မဟုတ်ပါဘူး။ဆယ်စုနှစ်များစွာကြာတဲ့မယုံကြည်နိုင်မှုတွေ၊နေမင်းအငင်းပွားမှုတွေ၊မဟာဗျူဟာမြောက်ထိတိုက်ရင်ဆိုင်မှုတွေကြောင့်ဆိုရင်လဲမားမယ်မထင်ပါဘူး။ ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ဒီလေကြောင်းတိုက်ခိုက်မှုတွေဘာကြောင့်ရုတ်တရက်ဖြစ်လာတာလဲပါကစ္စတန်ဘက်ကတိုက်ခိုက်ရခြင်းရဲ့အကြောင်းပြချက်အမှန်တရားကဘာလဲအာဖဂန်နစ္စတန်ကိုအုပ်ချုပ်နေတဲ့တာလီဘန်ရဲ့တုံ့ပြန်မှုကဘယ်လိုရှိခဲ့လဲ ဒေတာတွေနဲ့နိုင်ငံတကာအင်အားကြီးတွေဖြစ်တဲ့အိန္ဒိယနဲ့အမေရိကန်တို့ရဲ့ပအဝင်ပတ်သက်မှုဘယ်လိုရှိမလဲ။တာလီဘန်အနေနဲ့ပါကစ္စတန်ကိုပြန်လည်တိုက်ခိုက်နိုင်တဲ့စီးရေးအင်အားအမှန်တကယ်ရှိရလားဆိုတဲ့မေးခွန်းတွေနဲ့စီးရေးဆိုင်ရာ နိုင်ငံဆိုင်ရာ သုံးသပ်ချက်တွေကိုပါစစ်သည်တို့အသေးစိတ်ဒီနေ့ဗီဒီယိုလေးမှာဆွေးနွေးတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။တိုက်ခိုက်မှုပြီးတဲ့အချိန်ပါကစ္စတန်ဘက်ကနေတရားဝင်ထုတ်ဖော်ပြောဆိုမှုနှေးကွေးနေခဲ့ပေမဲ့သတင်းရင်းမြစ်တွေရဲ့ဖော်ထုတ်ချက်တွေအရ တို့ရဲ့အဓိကပြမှန်က TTP လို့ခေါ်တဲ့ပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့နူဝါလီမာဆွတ်နဲ့သူရဲ့အဖွဲ့ဝင်တွေကို ရှင်းလင်းဖို့ဖြစ်တယ်လို့သိရပါတယ်။ TTP ဆိုတာကအာဖဂန်တာလီဘန်ရဲ့သဘောတရားရေးအရမဟာမိတ်ဖြစ်ပေမဲ့သူတို့ရဲ့ရည်မှန်ချက်က ပါကစ္စတန်နိုင်ငံတော်ကိုအဓိကတိုက်ခိုက်ဖျက်ဆီးနေတဲ့အဖွဲ့ဖြစ်ပါရင်ပါကစ္စတန်အစိုးရကဒုနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေရနောက်ွယ်မှာ TTP ရှိနေပြီးတော့အဲ့ဒီ TTP အဖွဲ့ဝင်တွေကအာဖဂန်နစ္စတန်နယ်မြေထဲမှာလုံခြုံစွာခိုလုံနေရလို့အစင်တစိုက်ဆွဆွဲပြစ်တင်လာခဲ့တာပါဒီလေကြောင်းတိုက်ခိုက်မှုကပါကစ္စတန်ဘက်ကမမီတို့ရဲ့လုံခြုံရေးကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ကမ္ဘာ့တရားဝင်သတင်းထုတ်ပြန်မှုပြင်ဆင်နေတာဖြစ်ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ကပူးမျိုးကသတင်းထောက်တွေရဲ့တင်ပြချက်တွေအရအခြေအနေအားတော်တော်လေးကိုရှုပ်ထွေးပြီးတော့သတင်းအချက်အလက်ပေးဆိုမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။အာဖဂန်နစ္စတန်ကိုအုပ်ချုပ်နေတဲ့တာလီဘန်ဆိုရကချက်ချင်းဆိုသလိုလုံခြုံရေးကိုအပြင်းအထန်တင်းကျပ်လိုက်ပြီးတော့တိုက်ခိုက်ခံရတဲ့နေရာတွေကိုမီဒီယာတွေကတာမန်ပြည်သူတွေပါတွားရောက်ခွင့်ပိတ်ပင် တားမြစ်ခဲ့ပါတယ်။ တာလီဘန်ပြောရေးဆိုခွင့်ရှိသူဇဗီဟူလာမူဂျဟစ်ကတော့ဒီတိုက်ခိုက်မှုကိုပြည့်ပြည့်တသားရှုံချကြောင်းနဲ့အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလှုံ့ဆော်နေရလို့ကနအူးမှထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကပျက်စီးဆုံးရှုံးမှုအတိုင်းအတာကိုရှော့ပေါ့ပြောဆိုဖို့ဂျိုးပက်နေရဆိုတာကိုလည်းတွေ့ခဲ့ရပါတယ်။အာဖဂန်နစ္စတန်နယ်မြေတွေက TTB ခေါင်းဆောင်တွေရှိရနေရကိုအတိအကျသိပြီးတော့လာရောက်တိုက်ခိုက်တာကတာလီဘန်အစိုးရရဲ့လုံခြုံရေးထိန်းချုပ်နိုင်စွမ်းကိုစိန်ခေါ်လိုက်တာဖြစ်တဲ့အတွက်တာလီဘန်ဘက်နိုဘက်ကနေပြီးတော့မန်ရှော့ကျင်ပုံမရပါဘူး။ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပွားခဲ့တဲ့ဒေသုံပြောက်ဆုံးမှုစီးရတဲ့ပတ်သက်တဲ့အချက်အလက်တွေကအခုချိန်ထိတိတိကျကျမထွက်ပေါ်သေးပါဘူး။အချိန်လေးရရှုပ်ထွေးလွန်းသလိုပို့ပြီးတော့ဆိုးတာကတော့ ာလီဘန်နဲ့ပါကစ္စတန်တို့ရဲ့ထုတ်ပြန်ချက်တွေကလုံးဝဆန့်ကျင်ဘက်ဖြစ်နေရာကြောင့်နိုင်ငံတကာသတင်းမီဒီယာတွေမှာတောင်နာမည်စင်အပြည့်အစုံကိုအတိအကျဖော်ပြနိုင်ခြင်းမရှိသေးပါဘူး။သတင်းရင်းမြစ်တချို့ရဲ့အတည်ပြုချက်အရဒေသုံးသူဟာအနည်းဆုံး၈ဦးရှိပြီးတော့အထူးသဖြင့်အမျိုးသမီး၅ဦးနဲ့ကလေးငယ်၃ဦးပါဝင်တယ်လို့သိရပါတယ်။မြမြင်တက်တေတွေရဲ့ပြောပြချက်အရလဲတိုက်ခိုက်မှုကြောင့်အရက်သားတွေရဲ့နေအိမ်နေနဲ့ဈေးဆိုင်ကန်တွေများစွာပျက်စီးခဲ့ပါတယ်။ပါကစ္စတန်ဘက်ကတော့သူတို့ရဲ့ပြင်မှတ်က TTP လို့ခေါ်တဲ့ပါကစ္စတန်တာလီဘန်အဖွဲ့ဝင်တွေသာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။သူတို့ပြမှတ်ထားတဲ့အဓိကပုဂ္ဂိုလ်ကတော့ TTP ခေါင်းဆောင်နူဝါလီမာဆွတ်ပဲဖြစ်ပါတယ်။ဒါပေမဲ့သတင်းအများစုရဲ့ဖော်ပြချက်အရ ဒီတိုက်ခိုက်မှုကမအောင်မြင်ခဲ့ပေနူဝါလီမာဆော့အပါအဝင် TTB ခေါင်းဆောင်ပိုင်းနေလွတ်မြောက်သွားတယ်လို့ဆိုပါတယ်ပါကစ္စတန်က TTB တပ်ဖွဲ့ဝင်တချို့တိုက်ဆုံနိုင်တယ်လို့သတင်းထုတ်ပြန်ခဲ့ပေမဲ့တာလီဘန်ကတော့ဒါကိုလက်မခံပဲအရက်သားတွေပဲတိုက်ဆုံခဲ့တယ်လို့ဒီဇိုင်းမမတ်ညင်းဆိုနေခဲ့ပါတယ် ဒီလိုပြောင်ပြောင်တင်းတင်းလေးချောင်းကနေဝင်ရောက်တိုက်ခိုက်ဖို့ပါကစ္စတန်ကိုဘယ်အရာတွေကတွန်းအားပေးခဲ့တယ်လဲဆိုတဲ့အကြောင်းရင်းတွေကိုအခုဆက်လက်ပြီးတော့လေ့လာကြည့်ရအောင်ပါပါကစ္စတန်အစိုးရနဲ့စစ်တပ်ခေါင်းဆောင်တွေရဲ့မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေမှာ enough is enough ဒီချက်ပေါ်ပြီးတီးမခံနိုင်တော့ဘူးဆိုတဲ့စကားလုံးကိုမကြာခဏဆိုသလိုထက်ထလဲလဲသုံးဆွဲလာတာကိုတွေ့ရပါတယ်သူတို့ရဲ့အကြီးကအကြောင်းပြချက်နဲ့ဆွဆွဲချက်ကတော့အာဖဂန်နစ္စတန်နိုင်ငံက TTB လို့ခေါ်တဲ့အကြံဖက်သမားတွေအတွက်လုံခြုံတဲ့ခိုးလုံရာ safe haven ဖြစ်နေရဆိုတဲ့အချက်ပါပဲ။မကြသေးမီရဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ဖြစ်စဉ်တစ်ခုကတော့ပါကစ္စတန်ရဲ့ Khyber Pakhtunkhwar ပြည်နယ်မှာဖြစ်ခဲ့တဲ့တိုက်ခိုက်မှုပါ။ဒီဖြစ်စဉ်မှာပါကစ္စတန်စစ်သား၁၁ဦးက ခြုံခိုတိုက်ခိုက်ခံခဲ့ရပြီးတော့ဒေဆုံခဲ့ရပါတယ်ဒီအဖြစ်ဆိုးဟာလေကြောင်းတိုက်ခိုက်မှုကိုဖြစ်ပေါ်စေတဲ့အဓိကမိဘွားတစ်ခုဖြစ်လာခဲ့ပါတယ်ပါကစ္စတန်အစိုးရကဒီတိုက်ခိုက်မှုကိုအာဖဂန်နယ်ဇက်ကိုဖျက်ချော်ပြီးတော့ TTB အကြမ်းဖက်အဖွဲ့ကနေစနစ်တကျကြိုတင်စီစဉ်လုံဆောင်ခဲ့ရလို့ပြင်းပြင်းထန်ထန်ဆွဆွဲခဲ့ပါတယ်သူတို့အနေနဲ့ပြည်တွင်းလုံခြုံရေးကိုဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက်ပြည်သားရေးတုံ့ပြန်မှုတစ်ခုလုပ်ဖို့လိုအပ်ရမယ်လို့အဆုံးဖြတ်ခဲ့ကြပါတယ် ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအာဆစ်ကနဲ့တခြားသောစစ်ဘက်ဆိုင်ရာအရာရှိကြီးတွေရဲ့ပြောဆိုချက်တွေမှာအလွန်ပြင်းထန်တဲ့သတိပေးမှုတွေနဲ့ချိန်ချောက်မှုတွေကိုထင်ရှားစွာပါဝင်ခဲ့ပါတယ်။သူတို့ဟာအကြံဖက်သမားတွေကိုခေလွန်ခွင့်ပေးတဲ့မြေတီနေရမဆိုအဲ့ဒါကအာဖဂန်နစ္စတန်မြေပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့မြေပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့လက်တော့ပြန်သွားမှာပဲလို့ပြပြတသားပြောဆိုခဲ့ပါတယ်။ ဒါအပြင်ရွာတရွာကနေဒါမှမဟုတ်ခေလုံရစကန်တစ်ခုကနေလူ၁၀ယောက်၁၅ယောက်ထွက်လာပြီးကျွန်တော်တို့ရဲ့စစ်ရင်တန်းကိုတိုက်ခိုက်တယ်ဆိုရင်အဲဒီတိုက်ခိုက်မှုရဲ့အကျိုးဆက်ကိုအဲဒီရွာအဲဒီစကန်တစ်ခုလုံးကခံရလိမ့်မယ်ဘေးထွက် ထိခိုက်ပျက်စီးမှုတွေရှိလာနိုင်တယ်ဒါ ਉਹ လဲလူတိုင်းကအရင်ဆိုင်ဖို့ပြင်ထားမယ်အဲဒီသဘောမျိုးကိုချင်းချောက်ပြောဆိုခဲ့တာကအာဖဂန်နစ္စတန်အစိုးရအတွက်တိုက်ရိုက်သတိပေးခေါင်းလောင်းတံဖြစ်ပါတယ် ဒီစကားတွေကပါကစ္စတန်ရဲ့မဟာဗျူဟာတွေကအခြေအလင်းပြောင်းလဲသွားပြီဆိုတာကိုဖျနေရပါ။အရှင်အလုံးတန်တမန်ရေးအရဖျားပေးတာနေဆက်မှာရန်ဖန်ရန်ခါပြစ်ခတ်တာလောက်ကနေအခုဆိုရင်တော့အာဖဂန်ပိုင်နယ်ထဲအထိဝင်ရောက်ပြီးတော့ဂျိုဒင်ကာကွယ်တိုက်ခိုက်မှုတွေလုံးဆောင်ဖို့အထိအစင်းတက်လာတာကိုတွေ့ရပါတယ်။ဒါကတာလီဘန်အစိုးရကိုမင်းတို့ငါတို့ဘက်မှာမနေရင်အစံဖက်သမားတွေဘက်မှာရည်တည်နေရပဲဆိုပြီးတော့တိုက်ရိုက်ရွေးချယ်ခိုင်းလိုက်တာပဲဖြစ်ပါတယ်။ ဒီပြင်းထန်တဲ့အခြေအနေကိုပုံမနာလည်ဖို့အတွက်နောက်ခံသမိုင်းကြောင်းကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါတယ်။ဆန်းစွန်းနေတဲ့ပေါင်းများစွာကြောင့်ပါကစ္စတန်အထူးသဖြင့်သူတို့ရဲ့အင်အားကြီးတဲ့စစ်ထောင်လိုင်းအဖွဲ့ ISI ကအာဖဂန်တာလီဘန်တွေကိုအ धिक ပံ့ပိုးကူညီသူဖြစ်ခဲ့ပါတယ်။ဆိုဗီယက်ကျူးကျော်မှုကိုတိုက်ထုတ်ဆင်ကလေးကအစတင်ပြီးတော့အမေရိကန်ဦးဆောင်တဲ့နိုင်ငံတကာတပ်ဖွဲ့တွေကိုတော်လန်တိုက်ခိုက်တဲ့ကာလာတက်ရှောက်လုံးပါကစ္စတန်ကတာလီဘန်တွေအတွက် ဘေးမဲ့စက္ကန်ငွေကြေးလနဲ့နဲ့လေးချင်းရေးတွေမပြတ်မလတ်ပံ့ပိုးပေးခဲ့ပါတယ်။ပါကစ္စတန်ကဒီလိုလုပ်ခဲ့ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ strategic deep look ခေါ်တဲ့မူဝါဒအကြောင်းပါ။ပါကစ္စတန်ကသူတို့ရဲ့မဟာပြိုင်ဘက်အိန္ဒိယနဲ့စီးပရိပခဖြစ်လာခဲ့မယ်ဆိုရင်အာဖဂန်နစ္စတန်ကိုနောက်တန်းစခန်းဖြစ်အသုံးချနိုင်ဖို့ရှိရခဲ့ပါတယ်။ ။ဒါအပြင်အာဖဂန်နစ္စတန်မှာအိန္ဒိယရဲ့ဩဇာအာဏာလုံးဝမလွှမ်းမိုးနိုင်ဖို့အတွက်သူတို့နဲ့ပူးပေါင်းဆောင်ရွက်မဲ့တာလီဘန်အစိုးရတစ်ခုကိုလိုလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုလိုမျိုးမိမိကိုယ်တိုင်မွေးမြူခဲ့တဲ့အဖွဲ့အစည်းကနေကိုယ်နိုင်ငံရဲ့အလုံးဂျုံရေးကိုပြန်လည်စိန်ခေါ်ခံနေရတာကတော့ပါကစ္စတန်အတွက်မဟာဗျူဟာမြောက်အကြီးမားဆုံးကြာရှုံးမှုတစ်ခုဖြစ်တယ်လို့ဆိုရမှာပါ။ဒါပေမဲ့2021ခုနှစ်မှာ မရိကန်တပ်ဖွဲ့တွေအာဖဂန်နစ္စတန်ကနေအပြေးပိုင်ဆုတ်ခွာသွားပြီးတော့ဂျာလီဘန်တွေအာဏာပြန်ရလာတဲ့အခါမှာတော့ပါကစ္စတန်ရဲ့တွယ်ချမ်းမှုတွေကလုံးဝကိုလွဲချော်သွားခဲ့ပါတယ်။သူတို့နဲ့ပေါင်းများစွာထောက်ပံ့ပြီးမွေးမြူပေးခဲ့တဲ့အာဖဂန်ဂျာလီဘန်တွေကပါကစ္စတန်ရဲ့လက်ကင်တုံးအဖြစ်ဆက်ပြီးတော့အသုံးတော်မခံတော့ပါဘူး။အာဖဂန်ဂျာလီဘန်တွေကသူတို့ရဲ့သဘောတရားညီအကိုတွေအဖြစ်သတ်မှတ်ထားတဲ့ TTP ကိုပါကစ္စတန်ကိုစန့်ကျင်တိုက်ခိုက်နေတာကိုမျက်ကွယ်ပြုထားခဲ့ပါတယ်။ ။တနည်းအားဖြင့်တတိယရောက်ဒါစီးနိုင်ခြင်းမရှိခဲ့ပါဘူး။ဒီနေရာမှာရှင်းရှင်းလင်းလင်းသိထားရမှာကအာဖဂန်တာလီဘန်နဲ့ပါကစ္စတန်တာလီဘန်ကလုံးဝမတူညီတဲ့အဖွဲ့အစည်းနှစ်ခုဖြစ်ပါတယ်။အာဖဂန်တာလီဘန်ဆိုတာကအာဖဂန်နစ္စတန်ကိုအုပ်ချုပ်ဖို့ရည်မှန်းချက်နဲ့အောင်မြင်စွာအာဏာရယူခဲ့တဲ့အဖွဲ့ TTP ပါကစ္စတန်တာလီဘန်ကတော့ပါကစ္စတန်နိုင်ငံကိုအစ္စလာမ်နိုင်ငံတော်အဖြစ်ပြောင်းလဲဖို့အတွက်ကိုပါကစ္စတန်အစိုးရကိုပြန်လည်တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ အခုတော့ပါကစ္စတန်အတွက်သူတို့ကိုယ်တိုင်မွေးချတဲ့မွေးကသူတို့ကိုပြန်ပေါက်တဲ့အဖြစ်မျိုးဖြစ်နေပါပြီသူတို့ရဲ့ strategic deep ဆိုတဲ့ မူလရည်ရွယ်ချက်ကအခုအခါမှာတော့ strategic night mail မဟာပြူဟာမြောက်အိမ်မန်ဆိုးဖြစ်ပြောင်းလဲသွားခဲ့ပြီလို့နိုင်ငံရေးသုံးသက်သူတွေကတညီတညွတ်ထဲသုံးသက်ကြပါရင်ဒီပရိဘက်ကထုံးစံအတိုင်းပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတွေရဲ့ပြဿနာအဖြစ်ရက်တက်မနေပါဘူးနိုင်ငံတကာအင်အားကြီးနိုင်ငံတွေကဒီအခြေအနေထဲမှာသူတို့ရဲ့အကျိုးစီးပွားနဲ့ခြေကုပ်ရယူမှုတွေကိုပါတဘာတွေလှုံ့ဆော်နေကြပါရင်ပါကစ္စတန်ကကဘူးကို လေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အချိန်က Afghan Taliban ရိုင်းနိုင်ငံရေးဝန်ကြီးအမီလ်ကန်မော်တာဂီကအိန္ဒိယနိုင်ငံနယူးဒယ်လီမြို့ကိုသမိုင်းဝင်ခီးစဉ်ဖြစ်ရောက်ရှိနေတဲ့အချိန်နဲ့တိုက်ဆိုင်နေတာကအလွန်ကိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံရေးပြောက်ွက်တစ်ခုဖြစ်ပါတယ်။ဒီဖြစ်ပျက်ကဘာလို့ပြနေလဲဆိုရင်တာလီဘန်တွေကနိုင်ငံတကာအသီးအမှတ်ပြုမှုဒီဟာကိုရဖို့အတွက်ကိုပါကစ္စတန်တနိုင်ငံနဲ့ကိုမီခိုမနေတော့ဘဲနဲ့ပါကစ္စတန်ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့အိန္ဒိယလိုဒေသတွင်အင်အားကြီးနိုင်ငံတွေနဲ့ပါဆက်ဆံရေးကိုတည်ဆောက်ဖို့ကြိုးစားလာတာကိုအ တိအလင်းပြသနေပါတယ်။ဒါကပါကစ္စတန်အတွက်တော့သူတို့ရဲ့ဩဇာအာဏာကျဆင်းမှုကိုမြဝါတင်တင်ပြသလိုက်တာဖြစ်တဲ့အတွက်အလွန်ဆိုရင်စရာအခြေအနေတစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်သုံးသပ်မှုတစ်ခုကတော့ဒီလေကြောင့်တိုက်ခိုက်မှုတွေရဲ့နောက်ွယ်မှာအမေရိကန်ရဲ့အကျိုးစီးပွားနဲ့ဖိအားပေးမှုတွေရှိနေနိုင်တယ်ဆိုတဲ့အချက်ပါပဲ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ We want it back ငါတို့အဲ့ဒါကိုပြန်လို့ခြင်းနဲ့ဆိုတဲ့စကားကိုမှတ်မိကြအောင်ပါ။သူဆိုလိုတာကအာဖဂန်နစ္စတန်မှာရှိတဲ့ ဘာဂရမ်လေတက်စခန်းကို ပြန်လို့ခြံတယ်လို့ပြောတာပါအီရန်ကိုစောင့်ကြည့်ဖို့ဒေတာရင်းကတတူတိုက်တွေကိုထိန်းချုပ်ဖို့အတွက်အမေရိကန်ကအာဖဂန်နစ္စတန်မှာမဟာဗျူဟာမြောက်ခြေကုပ်ပြန်ယူခြင်းနေပါတယ်ဒီအတွက်တာလီဘန်တွေကိုဖိအားပေးဖို့ပါကစ္စတန်ကို attack dog တိုက်ခွေးအဖြစ်အသုံးချပြီးတော့ရှေ့တန်းတင်နေရလားဆိုတဲ့သံသယတွေအများအပြားရှိနေပါတယ်အမေရိကန်ကတိုက်ရိုက်ဝင်မပါဘဲနဲ့ ပါကစ္စတန်ဝန်ရှိနေပြီးတော့တာလီဘန်နေနဲ့ဆက်ဆက်နေတဲ့ TTP ကိုတိုက်ခိုက်ခိုင်းခြင်းအပြင်တာလီဘန်စိုးရကိုနိုင်ငံရေးအရမဟာဗျူဟာမြောက်အလျှော့ပေးမှုတွေလှုပ်လာအောင်ကြိုးစားပေးနေရဖြစ်နိုင်တယ်လို့ ိုင်ငံရေးနဲ့စည်ရေးသုံးသက်သူတွေကကောက်ချက်ချကြပါတယ်။အခုအရေးအကြီးဆုံးမေးခွန်းဖြစ်တဲ့တာလီဘန်တွေမှာပါကစ္စတန်ကိုတတိယရောက်လက်တုံးပြန်နိုင်တဲ့စစ်အင်အားရှိရလားဆိုတာကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါ။တာလီဘန်တို့မှာစည်ရေးအရမရောနိုင်တဲ့အားသာချက်တွေရှိနေပါတယ်။တာလီဘန်တွေမှာတိုက်ခိုက်ရေးအတွေ့အကြုံရင့်ကျက်တဲ့စစ်သည်တသိန်း5000ဝန်းကျင်ရှိရလို့ခန့်မှန်းပါရယ်2025ခုနှစ်ခန့်မှန်းချက်တွေအရတိုက်ခိုက်ရေးအင်အားက8000လောက်ရှိပါရယ် တို့အများစုကဖန်စတွန်မျိုးနွယ်စုဝင်တွေဖြစ်ကြပြီးတော့ဆိုဗီယက်နဲ့အမေရိကန်လိုကမ္ဘာအင်အားအကြီးဆုံးစစ်တပ်တွေကိုဆယ်စုနှစ်များစွာကြာအောင်ပျောက်ကြားစနစ်နဲ့တိုက်ခိုက်ရင်ဆိုင်လာခဲ့တဲ့အထွေထွေတွေကမ္ဘာမှာအကောင်းဆုံးရှိနေတဲ့အဖွဲ့လို့ပြောလို့ရပါတယ်အာဖဂန်နစ္စတန်ရဲ့တောင်တန်းနေဒီုံမြောင်နေတဲ့ရှုပ်ထွေးတဲ့မြေမျက်နှာသွင်ပြင်ကဒါလီဘန်နေအတွက်တော့ကစားကွင်းတစ်ခုလိုပါပဲသူတို့ကဒီနယ်မြေတွေကိုလက်ဖွာလို့ကျွမ်းကျင်တဲ့အတွက်ပါကစ္စတန်စစ်တပ်အနေနဲ့ မြေပြင်တိုက်ပွဲဆင်နွှဲလာရင်အလွန်မင်းအခက်ခဲနဲ့အကြအဆုံးများစွာရင်ဆိုင်ရဖို့တည်ကြနေပါတယ်။2021ခုနှစ်မှာ American တက်တီဆုတ်ခွာသွားချိန်မှာဒေါ်လာ9ဘီလီယံတန်ဖိုးရှိတဲ့ဆီလနက်ပစ္စည်းအများအများကိုတာလီဘန်တွေကသိမ်းပိုက်ရရှိခဲ့ပါတယ်။ဒါသူတို့အတွက်အကြီးမားဆုံးအားသာချက်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒါတွေကတော့ M16 Rifle Alert တသိန်းကျော် N4 Carbine Alert တသောင်းကျော်နဲ့သူတို့ရင်းနှီးပြီးသားဖြစ်တဲ့ AK47 နဲ့ AK-77 Rivalry လဲအများအပြားရှိနေသေးပါ M249 စောနဲ့ PKM လို့စစ်တပ်နဲ့တွေအမြန်ရွှေပြောင်းတိုက်ခိုက်မှုတွေအတွက်အသုံးဝင်တဲ့ Confusion 3000ကျော် M117 Security Vehicle 600ကျော်နဲ့မိုင်းတန်ခံနိုင်တဲ့ Max Pro MRAP ရှင်155စီးတို့လည်းရှိနေပါတယ်။ဒါအပြင် Soviet Killer T62 တင်ကား55စီးလောက်ရှိပေမဲ့ ခင်မမီတော့ပါဘူးအကွာအဝေးပြစ်ဒီသတိဟောင်းဝတ်စာအမြောက်တွေနဲ့ BM21 Grad ဒုံးကြီးပြစ်လောင်ချာတွေလည်းပိုင်ဆိုင်ထားပါတယ်သူတို့အတွက်အရေးပါဆုံးကတော့ American Asia သိမ်းဆဲရမိတဲ့ Stinger လေရင်ပြစ်ဒုံးကြီးရပေါင်းများစွာရှိနေတာပါပဲဒါဟာနေနေပြန်တဲ့ပါကစ္စတန်ရဲ့တိုက်ခိုက်ရေးရဟတ်ရင်တွေနဲ့ ဇက်တိုက်လေယာဉ်တွေအတွက်အကြီးမားဆုံးချိန်ချောင်းမှုဖြစ်ပါတယ်။ဒါပေမဲ့တာလီဘန်တို့ရဲ့အာဏာချက်အပိုင်းမှာဆိုရင်လေတာလီဘန်တွေမှာတိုက်လေယာဉ်ဖိုင်တာဂျက်တစ်စင်းမှမရှိပါဘူး။သူတို့မှာရှိတဲ့လေယာဉ်၉စီးလောက်ကလည်း MI 17ရဟတ်ယနေ့လိုဒေယူပို့ဆောင်ရင်းနဲ့အခြေခံတိုက်ခိုက်ရေးအတွက်ပဲအသုံးပြုနိုင်ပါတယ်။ဒါဟာလေယာဉ်စီးရေ1400ကျော်ရှိတဲ့ပါကစ္စတန်လီတက်နဲ့ရှင်လိုက်ရင်ဘာမှပြောပါလောက်တဲ့အင်အားမဟုတ်ပါဘူး။ American ဆီရရတဲ့ခင်မီလက်နက်တွေအထူးသဖြင့် Black Hawk ရဟတ်ယင်လိုပစ္စည်းတွေကိုထိန်းသိမ်းဖို့ပြုပြင်ဖို့အပူပစ္စည်းနဲ့ကျွမ်းကျင်တဲ့ဤပညာရှင်တွေမရှိပါဘူး။ဒါကြောင့်လက်နက်ကောင်းတွေအများအပြားကသုံးမရပဲထိုင်နေရတဲ့အခြေအနေမှာရှိပါတယ်။ Taliban ဆိုရရဲ့နှစ်စဉ်ကာကွယ်ရေးဘတ်ဂျက်က မရိကန်ဒေါ်လာ190သန်းဝင်းကျင်ရှိပါတယ်။ဒါဟာအိနီးစနိုင်ငံနေနဲ့ရှင်ရင်တော့အလွန်နေပါတဲ့ပမာဏဖြစ်ပြီးတော့ရေရှည်စစ်ပွဲတစ်ခုကိုဆင်နွှဲဖို့လုံးဝမလုံလောက်ပါဘူး။ဂျာလီဘန်အစိုးရဟာ ISISK လိုတခြားအစွန်းရောက်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကိုလည်းရင်ဆိုင်နေရတာကြောင့်အင်အားတွေပြန့်ကျနေပါတယ်။နိုင်ငံရဲ့စီးပွားရေးကလည်းချွတ်ချုံကျနေပြီးတော့ပြည်သူတွေရဲ့စိတ်ရမွေးထိမှုတွေကလည်းသူတို့ရဲ့အုပ်ချုပ်ရေးကိုချိန်ချောက်နေပါတယ်။အထောက်အပံ့ဖြစ်ပြောရရင်တော့တာလီဘန်တွေက ပါကစ္စတန်နဲ့ထိတိုက်ရင်ဆိုင်ရတဲ့ပုံမှန်စစ်ပွဲတစ်ခုကိုအနိုင်တိုက်နိုင်စွမ်းမရှိပါဘူး။ပါကစ္စတန်ရဲ့လေကြောင်းစိုးမိုးမှုကိုသူတို့တုံ့ပြန်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့လုံနိုင်တာကတော့သူတို့ရဲ့အာသာချက်ဖြစ်တဲ့ပျောက်ကြားစစ်ပညာကိုအသုံးချပြီးတော့ပါကစ္စတန်ကိုသွေးထက်သန်ရုံများတဲ့ရေရှည်ဖြစ်ပွားမဲ့ပြည်ပကတစ်ခုတည်းကိုဆွဲသွင်းသွားဖို့ပါပဲ။သူတို့အနေနဲ့အနေဆက်ဖြတ်ကျော်ပြီးတော့ ပါကစ္စတန်စစ်စခန်းတွေကိုခြုံခိုတိုက်ခိုက်တာ TTP လိုမဟာမိတ်အဖွဲ့တွေကိုလက်နက်ထောက်ပံ့ပြီးပါကစ္စတန်ပြည်တွင်းမှာတိုက်ခိုက်ခိုင်းတာလက်ဖြောင့်တပ်သားတွေနဲ့တိုက်ခိုက်တာဘုံခွဲတိုက်ခိုက်တာတွေလှုပ်ဆောင်နိုင်ပါတယ်။အတိတ်ကဖြစ်စဉ်တွေကိုကြည့်ရင်လည်း2024ခုနှစ်တုန်းကပါကစ္စတန်ကဖာခတီကာကို တိုက်ခိုက်ခဲ့တဲ့တုန်းက တာလီဘန်တွေကဒုံးကျည်တွေနဲ့ပြန်လည်ပစ်ခတ်လက်ထုံပြန်ခဲ့ပူပါတယ်။ဒါကြောင့်ပါကစ္စတန်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်လာရင်တာလီဘန်တွေကလည်းသူတို့တိုက်နိုင်တဲ့နည်းလမ်းတွေနဲ့ပြန်လည်တုံ့ပြန်လာမှာသိကြပါတယ်။နောက်ဆုံးမှာတော့ဒီဖြစ်ပျက်ကဆယ်စုနှစ်များစွာကြာအောင်ပါကစ္စတန်ကျင်းသုံးခဲ့တဲ့နှစ်ဖက်ကဒဘယ်ဂိမ်းကစားနိုင်တဲ့နိုင်ငံဆိုင်မူဝါဒရဲ့ကြာရှုံးမှုကို မိမောင်းထိုးပြလိုက်တာပါပဲ။တချိန်ကသူတို့ရဲ့မဟာဗျူဟာမြောက်ဖဲတစ်ချက်ဖြစ်ခဲ့တဲ့တာလီဘန်တွေကအခုတော့သူတို့အတွက်ခေါင်းခဲစရာပြဿနာတစ်ခုဖြစ်လာခဲ့ပါပြီ။ပါကစ္စတန်အထွတ်ထောက်သူတို့ရဲ့မျိုးသားလုံခြုံရေးကအဓိကဦးစားပေးဖြစ်ပြီးတော့တာလီဘန်တွေအထွတ်ထောက်သူတို့ရဲ့အချုပ်အခြာအာဏာနဲ့လွတ်လပ်မှုကိုထိပါလာတာကိုလက်ခံမှာမဟုတ်ပါဘူး။ဒီပြိပက်ကပုံမကြီးထွားလာမလားဒါမှမဟုတ် တန်တမန်ရေးရဖြည့်ရှင်နိုင်မလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပါအိန္ဒိယတရုတ်ရုရှားနဲ့အမေရိကန်တို့လိုနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုတွေကလည်းဒီဒေသရဲ့နိုင်ငံရေးမြေပုံတွေကိုဘလို့ပုံဖော်သွားမလဲဆိုတာကတော့အချိန်မီမကြာမီအချိန်အတွင်းမှာအဆုံးဖြတ်ပေးသွားမယ့်အရေးကြီးတဲ့အကြောင်းအရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာဖြစ်တဲ့အကြောင်းပြောပြရင်းနဲ့ဒီနေ့ရဲ့တင်ဆက်မှုလေးကို ရှင်းလားလိုက်ပါရယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါရယ်နောက်နေ့ရဲ့တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်